်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးတော့မယ့်သတင်းကတော့အဆုံးသတ်တော်မူစစ်တမ်းတမရော်တီ2021ဖေဖော်ဝါရီ1ရက်နေ့မှစ၍ပြည်သူကိုအပီးအပိုင်ကြောခိုင်းသွားကြလိမ့်ပြီးဟုပြောဆက်မှတ်တွင်နေတော်လဲတကယ်တမ်းတွင်1990ခရစ်ကတမရော်ဤဂုံတိုက်ခါတီရာစီယာမရှိအောင်ဖြစ်စည်းသွားခဲ့ပြီးဖြစ်သည် အနိုင်ရသည့်ပါတီကိုအာဏာလွှဲပေးမည်ဆိုကကမ္ဘာတိတိုင်းသည့်ပြည်သည့်ကျင်ညာကဦးစီးပြုလုပ်ပေးခဲ့သောရွေးကောက်ပွဲကြီးတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့်အခါတွင်တော့စစ်ဗိုလ်ချုပ်ကြီးများ၏ဂရုသစ္စာဆိုသည့်ကကုန်းကောက်၍ပင်မရတော့အောင်ပျောက်ဆုံးသွားခဲ့ရပြီဖြစ်သည်။ဤသည်ကလည်းအလုံးအသိပင်ဖြစ်၍အကျယ်ချဲ့မပြောလိုတော့အကယ်၍သာတတ်မတော်သည့်အနိုင်ရပါတီလက်ထက်တိုင်းပြည်အာဏာကိုထိုးစင်ကလေးကလွှဲပြောင်းပေးကဘိုးချုပ်ကြီးစောမောင်ပြောသလိုစစ်တမ်းရကိုပြန်သွားမည်ဆိုလျင်မြန်မာပြည်သည်ယခုလောက်ဆို အာရှ၏ကြားတကောင်အစဉ်အတန်ရောက်ရှိနေလောက်ပေပြီးအနေဆုံးလက်ရှိ BNN အနေထားကိုကောင်းစွာတာလွန်နေပြီဖြစ်သည်စစ်ကောင်းဆောင်အဆက်ဆက်အမျိုးသမီးတယောက်အပေါ်မနာလိုစိတ်ကြီးစွာဖြင့်နှင်မောအောင်လှုပ်ခဲ့ကြသည့်အမားကိုနှစ်ပေါင်း30ကြာလည်းဆက်လက်ကျူးလွန်နေခဲ့ကြပြန်သည်လက်ရှိစစ်ကောင်းဆောင်ဤအရေးသွေးညံဖြစ်နေမှုနိုင်ငံ၏အုပ်ချုပ်ရေးရန်ရာအသည့်တွင်စစ်ဘိုလ်စစ်သားများကဝင်ရောက်ကိုလိုနီပြူအုပ်ချုပ်နေမှုများသည့်၎င်းတို့အတွက်ပျက်စီးရာပျက်စီးကြောင်းလမ်းကိုရှောင်လန်းနေကြခြင်းသာဖြစ်သည် ရွှေကောက်ပွဲလုပ်ခဲ့သည့်ဆိုကရန်သူနှင့်စစ်ဆက်လို့သောရွှေပြည်အေးဘွားရီညာရန်သူပေးမဲ့မတထားရေးစာအခွင့်ရေးများနှင့်တင်းထိန်ကြမည်အချောင်းသမားဝါဒီသမားများငါတိငါတက်နေရယူလိုသူများအရှိုးရှိုးထွက်ပေါ်လာကြမည်မှာလဲဓမ္မရာပင်ဖြစ်သည်ရှခုအခါတွင်တော့ပြည်သူများသည်မိမလာချင်းတွေကိုက်အမောင်တဲတွင်ငုတ်တုတ်ထိုင်ကာနီလာလျင်ရေးတင်ထမင်းချက်ရန်စောင့်ဆိုင်နေကြရသည့်ဘဝကိုဖျက်ဆီးနေရပြီဖြစ်သည် မိမိတို့တိုင်ပြည်သည်ဆက်အာနာရှင်များလက်အောက်တွင်စကောရဲထဲ့လိမ့်ခံရသည့်စီးသီးလုံးများပမာဆယ်သူနှစ်ပေါင်းများစွာပြောင်းဆန်အောင်ခံခဲ့ကြရသည်မှာရင်နာဖို့ကောင်းသည့်အပြင်လွန်စွာမှနှမျောကျွယ်ကွဲပဲကောင်းလာပေသည်ဒီတစ်ချိန်တွင်တော့ NS is NS ဆိုကလူထုသည်ဆက်လက်တည်ငြိမ်မခံနိုင်ကြတော့ပေသူမင်းနှင့်ပင်ခုခံတိုက်ခိုက်လာကြပြီဖြစ်သည် စနစ်ဟောင်းကိုဖြိုပြတ်နိုင်ခြင်းမရှိတဲ့၍မိမိတို့သည်ပခုံးနှစ်ပတ်အကြာခေါင်းပေါက်နေသူချင်းတူပါလျက်စားရမယ့်တောက်ရမယ့်ဘဝဖြင့်ရုံးကန်နေကြရတော့မည်ဖြစ်သည်ဟုသဘောပေါက်နားလည်လာကြ၍စနစ်သစ်ကိုတည်ဆောက်မိတိုက်ပွဲသည်အလွန်တရာပြင်းထန်ပေလိမ့်မည်သာဖြစ်သည်အာနာရှင်များကလည်းရရက်ဆက်ဆက်နှီးမျိုးစုံသုံး၍ဖိနှိပ်ချေမုံကြမည်သာဖြစ်သည်ထိုသို့ပြင်းထန်လာသောတိုက်ပွဲတွင်လက်ယုံရည်သားမကနှလုံးရည်ဖြင့်ပြုတ်ဝဖို့လေအထူးလိုအပ်သည်။ဤသည်ကအလုံးသိကြသည့်အမှန်တရားများသာဖြစ်သည်။ ထိုကဲ့သို့သောအကြောင်းအရာများကိုတစုံတဦးနှင့်အခြေတင်ပြောမည်ဆိုကအရင်ဦးဆုံးကိုကိုကိုပြန်မေးရမည်ကတဖက်လူသည်၎င်းနှင့်ကွဲပြားသောအမြင်ဖြင့်တင်ပြလာမည်အယူဆများကိုနားလည်လက်ခံနိုင်စွမ်းရှိအောင်စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရှိနေမနေဆိုသည်ပင်ဖြစ်သည်ဟုဖီတရှာအမျိုးသမီးတယုတ်ဆောင်ဟဲလင်းမီရင်ကပြောခဲ့ပူသည်ထို့သောရင့်ကျက်သူမဟုတ်ကမိသူမျှဆက်ပြော၍အတိတ်ပဲရှိမည်မဟုတ်ပေ အခြေအတင်ပြောရဖို့ရှိလာတိုင်းမိမိ၏ energy တုံ့ပြန်အကျိုးထူးလာနိုင်မည်လားဆိုသည်ကိုအရင်သုံးသပ်ရပေမည်။တခါတရံတွင်မိမိကညီမျှပင်အကျိုးသင့်အကြောင်းသင့်ရှင်းပြနေစေကမူတစ်ဖက်လူသည်မိမိပြောသည်ကိုနားထောင်နေခြင်းမဟုတ်မိမိစကားအစုံတွင်ပြန်လည်ခြေပရန်စောင့်ဆိုင်နေခြင်းမျိုးသာဖြစ်သည်။ထို့သောလူမျိုးများက၎င်းတို့၏အယူဆများကြားတွင်နမိုးနေကြသူများဖြစ်သည်အခြားလူတအူ၏အမြင်ကိုနားထောင်လို့စိတ်မရှိကြထို့သောလူမျိုးများနှင့်ပြောဆိုဆက်ဆံခြင်းဖြင့်မိမိ၏ energy ပုံခန်းဖို့သာရှိသည် မိမိ၏အတွေးအမြင်ကျွေးဝါဖို့တံမိုးထားသူတအုပ်နှင့်စကားဆက်မိပြောဆိုရခြင်းသည်ကိုဘက်ကသူပြောသည်ကိုသဘောတူစရာမရှိလျင်ပင်လွန်စွာစိတ်ချမ်းမြေ့ဝရာဖြစ်သည်ထို့သော၎င်းတို့ယုံကြည်လက်ခံထားမှုမှကြော်လွန်၍ဤသို့သောအကျိုးသင့်အကြောင်းသင့်ပြောသည်ကိုနားလည်ဖို့မကြိုးစားသူများအားပြောဆိုခြင်းသည်နယံကိုပြောနေခြင်းမျိုးနှင့်အလားတရန်တူပေလိမ့်မည်မိမြပင်ယုတ်တိကြကြနှင့်အမှန်တရားများကိုအချက်လက်များနှင့်တင်ပြနေစေကမူ၎င်းတို့ကအထနာကောက်လမ်းလွင်ညင်းခုံကြလိမ့်မည်သာဖြစ်သည် ထို့သို့လောက်လာကြသည်မှလည်းကိုဘက်ကမှားနေ၍မဟုတ်အခြားတစ်ဘက်ကငင်းအောင်ကြည့်လို့စိတ်မရှိကြသောကြောင့်သာဖြစ်သည်ရှင်းချက်မှုဆိုသည်ကငင်းခုန်မှုတွင်အနိုင်ရအောင်ပြောနိုင်ခြင်းမဟုတ်ဘယ်ချိန်တွင်ငင်းခုန်နေ၍မတန်တော့ဟုသိရှိခြင်းမျိုးသာဖြစ်သည်ကိုကိုကိုစိတ်နှလုံးအေးချမ်းစွာထားနိုင်ရည်သည်မိမိပြောလိုက်၍စိတ်ပြောင်းသွားမည်မဟုတ်သောလူမျိုးကိုတတိပြပြောဆိုနေရခြင်းထက်ပို၍တံမိုးရှိသည်ဆိုသည်ကိုသဘောပေါက်ထားရမည်ဖြစ်သည်တိုက်ပွဲတိုင်းတိုက်စီရမလို့တလို့လူတိုင်းကိုလည်းရှင်းလင်းပြောပြဖို့မထိုက်တတ်ပေ တခါတရံတွင်ရှောင်ထွက်သွားနိုင်ရမည်။ဤသည်ကလည်းပြောစရာမရှိပေမဟုတ်။တချို့သူများသည်နားထောင်ဖို့အဆင်သင့်မဖြစ်သေးသည်ကိုသိသွားခြင်းကြောင့်ဖြစ်သည်။ထို့သောသောလူမျိုးများကို ရှင်းပြရမည်ဆိုသောတာဝန်ကိုမှမရှိတော့ဆက်လက်ပြီးမြေရှိရင်ငွေရှိရမယ်လို့ NUG ဝန်ကြီးပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တော်လိုင်းရေးတက်ဖွဲ့စုမှုဒေတာတွေကနေအခွန်တွေကောက်ခံနေမှုကနေဝင်ငွေရရှိမှုဟာယခုနှစ်အတွင်းပိုများလာတယ်လို့အမျိုးသားညညရေးအစိုးရ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာစောဝေစုကပြောပါတယ်ရခင်ကားတက်စာရင်2024နဲ့2025မတူတော့ပဲ2025မှာပုံမှုပြီးတော့ကောင်းကောင်းနဲ့အခွန်အခကောက်ယူမှုနဲ့ဝင်ဝေရရှိလာတယ်လို့ကျွန်တော်ဖြေချင်ပါတယ်ဒီအချိန်မှာဘလောက်ရတယ်ဘလို့ရတယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့မဖြေနိုင်ဘူးဘာကြောင့်လဲဆိုတော့ဒါကလှုပ်ဝက်ထားရမှာဖြစ်ပါတယ် ပြည်သူမှပြည်သူတို့ပါဝင်မှုတွေနဲ့ယခုလိုမြေပြင်မှာရှိတဲ့ရေရှိရင်ငွေရှိနိုင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါကိုပေါင်းပြီးတော့ဒေါ်လာရေးအတွက်လိုအပ်တဲ့ဘဏ္ဍာငွေအင်အားတောင့်တင်းရေးစီစဉ်ဆောင်ရွက်နေပါတယ်လို့ဒေါက်တာဇော်ဝေဆိုက NUG ပြန်ကြားရေး PPTV နဲ့တီးသန့်အင်တာဗျူးမှာပြောပါတယ်။စိုးမိုးဒေတာဟာမလေးရှားနိုင်ငံလောက်ကျယ်ပြန့်နေပြီဖြစ်တာကြောင့်အဲ့ဒီနေရာဒေတာတွေကနေတယံစာတာတွေစိုက်ပျိုးမွေးမြူရေးတွေအတက်မွေးဝမ်းကြောင်းတွေကုန်သွယ်စည်းဝါးရေးတွေပြုလုပ်နေကြပြီဖြစ်ကြောင်းနဲ့အိန္ဒိယတရုတ်ဘင်္ဂလားဒေ့ရှ် ထိုင်းဒီဗိုဒါ trade တွေကနေမှန်ကန်တဲ့ဝင်ငွေရရှိစေရေးအတွက်လည်းအခုမြေပြင်မှာစီစဉ်ကြက်မှတ်နေတယ်လို့လည်းပြောပါတယ်။ဒါပြင်မြေပြင်မှာဖြစ်ပျက်နေတဲ့အကြမ်းလိုက်စားမှုတွေအချင်းပြတ်ချဆမှုတွေအပေါ်မှာလည်းကင်တွယ်ဆောင်ရွက်မှုတွေလုပ်နေတယ်လို့ဝင်ကြီးကပြောပါတယ်။တော်လန်ရေးပေါ်မှာအမျက်ထုတ်တာကိုလုံးဝခွင့်မလုပ်ဘူး။ကျွန်တော်တို့ရေးပေါ်တွေတယောက်ချင်းစီရဲ့အသက်တွေဘဝတွေကိုလက်အင်ကာတွေပေးဆက်ထားရတာကြောင့်တကြက်တပြားမှတော်လန်ရေးပေါ်ကနေအမျက်မထုတ်သင့်ပါဘူး။အမျက်ထုတ်တဲ့သူကိုကျွန်တော်တို့အရေးယူရမှာဖြစ်ပါတယ်။ ကျွန်တော်အမျက်ထုတ်ရင်ကျွန်တော်ကိုအရေးယူရမှာဖြစ်ပါတယ်လို့ဒေါက်တာဆိုဝေဆိုကပြောပါတယ်။အခရီးလိုက်စားမှုနဲ့ပတ်သက်ပြီးမြေပြင်မှာအရေးယူစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ဇူလိုင်18ရက်မှာ NUG လက်အောက်ခံစကိုင်းတိုင်းကဏီမြို့နယ်တရားသူကြီးအဖွဲ့ကဥက္ကဋ္ဌအပါဝင်အဖွဲ့ဝင်လေးဦးကို NUG ယာယီသမရကတာဝန်မှရက်စဲလိုက်ကြောင်းကြေညာခဲ့ပါတယ်။ ဘာကြောင့်ရက်စဲလိုက်တယ်လဲဆိုတာကိုတော့တိတိကျကျမပြောထားပေမယ့်အဖွဲ့ဝင်အချင်းချင်းကြားတွင်ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရာဆက်လက်တာဝန်ပေးအပ်ဖို့မသင့်တော့တာကြောင့်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးမန္တလေးမှာဆန္ဒပြပွဲဖမ်းဖို့လာတဲ့စစ်အုပ်စုမျိုးနယ်မှာပြီးရောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးမြို့မှာရွေးကောက်ပွဲစတင်ရေးဆန္ဒပြသူတွေကိုဖမ်းဆီးဖို့စစ်အုပ်စုကကြိုးစားပေမယ့်မျိုးနယ်မှာပြီးရောက်သွားခဲ့တယ်လို့မျိုးကန်တွေကပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်မှာမန္တလေးမြို့မှာရွေးကောက်ပွဲစတင်ရေးဆန္ဒပြတဲ့လှုံ့ဆော်စာတွေကျဲတာနဲ့ဆန္ဒထုတ်ပေါ်တာကိုမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာမန္တလေးသပိတ်ကော်မတီကပြုလုပ်ခဲ့တာပါဆန္ဒပြပွဲကိုအဲ့ဒီနေ့မှာပဲစေအုပ်စုကတရင်ရပြီးဖန်စီဖို့ပြုလုပ်ခဲ့ပေမဲ့ချမ်းအီတာဆန်မြို့နယ်လိုတရင်ရပြီးလမ်း60လမ်း30တောက်ကိုစေကားတွေအစုလိုက်အပြုံလိုက်ရောက်လာတယ်လို့မြို့ခံတွေကပြောပါတယ်။ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်ဆိုင်ကင်နဲ့ဆိုပြီးလာရှာတာတယောက်မှမမိဘူးလို့မြို့ခံတအူးကပြောပါတယ်။ စေအုပ်စုရဲ့ရွေးကောက်ပွဲစန့်ကျင်ဖို့အတွက်မန္တလေးမြို့မှာဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်းမန္တလေးသပိတ်ကော်မတီကဒီနေ့မှထုတ်ပြန်ခဲ့ပါတယ်။မန္တလေးမြို့မှာရွေးကောက်ပွဲမဲဆန္ဒရှင်စည်ရင်ထုတ်ပြန်ပြီးလုံခြုံရေးတင်းကျပ်ထားချိန်မှာယခုလိုဆန္ဒပြခံလိုက်ရတာပါ။ယခုရက်ပိုင်းအတွင်းမှာလည်းစေအုပ်စုကမြို့တွင်းလုံခြုံရေးကင်းပတ်တာတွေအများအပြားပြုလုပ်နေပြီးပြည်သူတွေကိုညပိုင်းအထိလက်ကင်ပုံစစ်ဆေးတာနဲ့လိုင်းစင်စစ်ဆေးဖန်ဆီးမှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။